ရှလောအားလုံးပဲမင်္ဂလာပါအားလုံးကိုယေရှုနာမ၌နှုတ်ခွန်းဆက်တာပါတယ်ဒီနေ့ကတော့ထူးထူးခြားခြားမနက်အာယုံဦးနှုတ်ကပတ်တော်ဝင်ငါရင်းနဲ့တိုက်ဆိုင်တဲ့နေ့တနေ့ဖြစ်ပါတယ်အဲ့ဒါကတော့ဒီနေ့ကတော့ကျွန်တော်ရဲ့မွေးနေ့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့မွေးနေ့မှာနှုတ်ကပတ်တော်အားဖြင့်ကြည့်ရှုနေတဲ့နိုင်ငံအတီတီဒေတာအတီတီမှာရှိတဲ့ယုံကြည်သူတွေရဲ့အတ္တတာကိုတိဆောက်ပေးခွင့်ရတဲ့အတွက်ကြောင့်ဖရာသခင်ရဲ့ခြေဆုတော်ကို ချီးမွမ်းပါတယ်ပြီးတော့မိတ္တာဖွဲ့တဲ့အနေနဲ့ကျွန်တော်ရဲ့ဒီတရားဟောချက်ကိုဘယ်ကနေကြည့်နေလဲနိုင်ငံခြားဆိုရင်ဘယ်နိုင်ငံကကြည့်နေတယ်မြန်မာနိုင်ငံဆိုရင်ဘယ်မြို့ကနေကြည့်နေတယ်ရန်ကုန်ကဆိုရင်ဘယ်မြို့နယ်ကနေကြည့်နေတယ်ဆိုတာကိုအပတ်မကျင်ကွန်မန့်မှာရေးခဲ့ပြီးပွင့်အတွက်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဝင်မြပေးခြင်းနဲ့နှုတ်ကပတ်တော်ကျွန်တော်ရဲ့မွေးနေ့မှာလက်ဆောင်ပေးခြင်းနဲ့နှုတ်ကပတ်တော်ကတော့ကျွန်တော်တို့ယုံကြည်ဒုရီရဲ့တသက်တာမှာအတုံးပြရမယ်လက်နက်၃ခု ဖျားရှင်ပေးထားပါတယ်။တခုမြောက်တော့ဆလာငယ်တစ်ကနေ၃မှာမတရားတော့သူတို့ဤတိုက်တွန်းခြင်းတော့မလိုက်လူဆိုးတွေလမ်းတွေမရက်မနေမထီမဲ့မြင်ပြုလို့သူတို့ဤအစီဝင်နဲ့မထိုင်။ထာဝရဖျားဤတရားတော်နဲ့မွေလို့ဤတရားတော်ကိုနိညာမပြတ်ဆင်ခြင်အောင်မင်းတော်တို့ဒီမင်္ဂလာရှိ။အကြောင်းမို့တော့ထိုတို့ဒီမျက်နှာမှာဆိုင်လဲမိမိအချိန်တန်မှာအတီးကိုတီး၍အရွက်မညိုနှမ်းတတ်တော့အပင်နဲ့တူဤပြုလေသမ ्या တော်၌အောင်လိတ်တည်လို့ပြောထားပါတယ်။ကျွန်တော်တို့လူဘဝဟာ အမြဲတမ်းအကောင်းနေကြီးပဲကြုံရတာမဟုတ်ဘူးအမြဲတမ်းရည်နေရတဲ့အချိန်တွေပဲရှိနေတာမဟုတ်ဘူးအမြဲတမ်းအောင်မြင်နေတဲ့အမြဲတမ်းအဆင်ပြေတဲ့အချိန်တွေကိုဖြတ်တန်းရတာပဲရှိနေတာမဟုတ်ဘူးငိုရတဲ့အချိန်ရှိတယ်ခက်ခဲတဲ့အချိန်ကြုံရတဲ့အချိန်ရှိတယ်မျက်ရည်ကျတဲ့အချိန်ရှိတယ်နာကျင်ရတဲ့အချိန်ဆိုတာရှိပါတယ် အဲ့ဒီလိုနာကျင်ရတဲ့အချိန်ရောက်တိုင်းအဲ့ဒီလိုမျက်ရည်ကျတဲ့အချိန်ရောက်တိုင်းအဲ့ဒီလိုခက်ခဲတဲ့အချိန်ရောက်တိုင်းမှာကျွန်တော်တို့ယုံကြည်သူတွေအတုံးပြရမယ့်လက်နက်၃ခုကိုပထမဆုံးတစ်ခုမြောက်တော့ဆာလံမှာပေါ်ပြထားပါတယ်။အဲ့ဒါကတော့တရားတော်ကိုနိညာမပြတ်ဆင်ခြင်အောင်မေတော်သူတို့မင်္ဂလာရှိတယ်။ပထမလက်နက်ကတော့ဖရာတခင်ရဲ့နှုတ်ကပတ်တော်ကိုဆင်ခြင်အောင်မေခြင်းဖြစ်ပါတယ်။ ။ဘာဖြစ်လို့စင်ကြောင်းမရတာလဲ။ကျွန်တော်ရဲ့ဘဝမှာကြရှုံးတဲ့ချိန်တွေစုံစမ်းနောက်ဆက်ခြင်းကိုခံရတဲ့အခါမှာအထဲမှာကျွန်တော်ရဲ့ဖတ်ထားတဲ့နှုတ်ကပတ်တို့ကိုကျွန်တော်ပြန်စင်ကြင်အောင်မိခြင်းဟာကျွန်တော်တို့စုံစမ်းနောက်ဆက်ခြင်းကျွန်တော်တို့ကြုံရတဲ့ခါတီးခြင်းကိုကျွန်တော်တို့ကခုခံနိုင်တာဖြစ်တယ်ကျွန်တော်တို့ရင်ဆိုင်နိုင်တာဖြစ်တယ်ပြောမယ်ဆိုရင်နှုတ်ကပတ်တို့ကိုစင်ကြင်အောင်မိခြင်းက foundation တူးထားတဲ့အတူနဲ့တူးတယ် ငလင်ဘလောက်ပဲလှုပ်လို့ဘလောက်ပဲရည်ကြည်ကြည်အဲ့ဒီအဆောက်အဝါမပြိုဘူး။ဘာဖြစ်လို့တော့ foundation နဲ့နဲ့တူးထားလို့။အဲ့ဒီလိုပဲယုံကြည်သူတယောက်တက်တာမှာစမ်းစာများများဖတ်မယ်။စမ်းစာကိုများများစင်ချင်မယ်ဆိုရင်သူ့ရဲ့ဘဝမှာလေမုံတိုင်းတွေငလင်တွေကဲ့သို့တော့အခက်ခဲတွေမျက်ရည်ကျကျတွေနာကျင်ကျတွေဘလောက်ကြုံကြုံသူကနှုတ်ကပတ်တော်ကအမြင်နဲ့စင်ချင်အောင်မေ့တဲ့သူဖြစ်တဲ့တဲ့ကြောင့်သူကအဲ့ဒါကိုကြော်လွားနိုင်တယ်အောင်မြင်နိုင်တယ်။ဥပမာအဖြစ် အာကျွန်တော်တို့မဖြေရှင်းနိုင်တဲ့ပြဿနာဒါမှမဟုတ်ကျွန်တော်တို့မကြော်လွားနိုင်တဲ့အခြေအနေတခုကိုရောက်တဲ့ခါတိုင်းမှာနှုတ်ကပတ်တော်မရှိတဲ့သူနှုတ်ကပတ်တော်ကိုမစင်ချင်ထားတဲ့လူကကြတွားပြီးငါရှုံးပြီးငါဒုက္ခရောက်ပြီလို့တွေးတယ်ဒါပေမဲ့နှုတ်ကပတ်တော်ကိုစင်ချင်ထားတဲ့လူနှုတ်ကပတ်တော်ကိုဖတ်ထားတဲ့လူကြတော့ငါဟိုခွားနဲ့ပြည့်စုံစီတော်မခရစ်တော်အပြင်ခတ်သိမ်းတဲ့မှုကိုငါတတ်နိုင်တယ်ငါတတ်နိုင်တာမဟုတ်ခရစ်တော်ငါနဲ့အတူရှိစေငါကတတ်နိုင်တယ်အဲ့တော့ငါမှခရစ်တော်မရှင်ငါမတတ်နိုင်အောင်အဲ့ဒီအတွေ့အဲ့ဒီအမြင်ကတူဘယ်ကနေရရလဲ နှုတ်ကပတ်တော်ကိုဆင်ချောင်းမိထားလို့ဖြစ်တယ်အဲ့တော့ကျွန်တော်တို့နှုတ်ကပတ်တော်ဆင်ချောင်းမိဖို့အရေးကြီးလားအရေးမကြီးဘူးလားတိတ်အရေးကြီးတယ်နားထောင်ပြီးရင်မေးလိုက်ဖို့မဟုတ်ဘူးဖတ်ပြီးရင်မေးဖို့မဟုတ်ဘူးအလုံးလုံးနေရင်နဲ့စက်တော်လီးနေရင်နဲ့ကားမောင်းနေရင်နဲ့နှုတ်ကပတ်တော်အမြဲတမ်းဆင်ချင်အောင်မိနေပွင့်အတွက်ဖြစ်ပါတယ်ဒါဟာကျွန်တော်တို့ပထမဆုံးအသုံးပြုရမယ့်လက်နက်ဖြစ်ပါတယ်ဒုတိယလက်နက်ကတော့ဆူတောင်းခြင်းလက်နက်ဖြစ်ပါတယ်ဆူတောင်းခြင်းလက်နက်ဆိုတာကျွန်တော်တို့ရဲ့တတ်တာထဲမှာရှုပ်ထွေးတဲ့အချိန်တွေ့ဝေတဲ့အချိန်မှာဖျားတဲ့ခင်ကျွန်တော်တို့ကိုလမ်းပြန်ပြဖို့ ကျွန်တော်တို့ကဘုရားရှင်ပြန်ပြီးတော့မှလမ်းမှန်ကိုညွန်ပြပေးဖို့ကျွန်တော်တို့ကဘုရားရဲ့မျက်မှောက်တော်မှာတိုးဝင်ပြီးတော့မှချင်းကပ်ခြင်းဖြစ်တယ်ကျွန်တော်တို့မဖြည့်ရှင်းနိုင်တော့ဘူးကျွန်တော်တို့မကြော်လွားနိုင်တော့ဘူးကျွန်တော်တို့လိုအပ်ချက်တွေကိုကျွန်တော်ခေါ်ရတဲ့မဖြည့်မဖြည့်စည်းနိုင်တဲ့အချိန်ရောက်တိုင်းမှာဘုရားသခင်ယေရှုပြည့်၍ကျွန်တော်ရဲ့တတ်တာမှာထောက်ပံ့ပေးပါဆိုပြီးမှကျွန်တော်တို့ကအကူအညီတောင်းခြင်းဘုရားကိုကျွန်တော်တောင်းဆိုခြင်းဖြစ်တယ်အဲ့တော့ဆုတောင်းခြင်းကိုကျွန်တော်တို့ကအသုံးပြုရမယ်ဘာဖြစ်လို့လဲ လောကရဲ့တွေ့ဝေးကြတဲ့များအများများတဲ့ရွေးချယ်ချက်အများများကိုယ့်ရဲ့ဖြစ်ခြင်းတဲ့ဆန္ဒနဲ့ဖျားဖြစ်စေခြင်းတဲ့လမ်းကိုတေချာလေးမရွေးချယ်တိုင်းကျွန်တော်တို့ဟာမျက်ရည်တွေနဲ့အဆုံးသတ်ရတဲ့ဒါကြောင့်ကျွန်တော်ရဲ့တတ်တာမှာရှုပ်ထွေးနေပြီဘဲကိုတွားရမှာမတိတဲ့အချိန်ရောက်တဲ့ခါတိုင်းမှာဆွတောင်းပြီးမှကိုတော်လမ်းပြပေးပါကိုတော်ဥဆောင်ပေးပါကျွန်တော်ဟာတိုးဖြစ်တယ်ကိုတော်ဟာတိုးထင်းဖြစ်တယ်ဆိုပေမဲ့တင်ဟာဆွတောင်းမယ်ဆိုဖျားကတင့်ကိုနီလန်းအမျိုးမျိုးနဲ့လမ်းပြမှာဖြစ်တဲ့ဒါကဒုတိယကျွန်တော်အသုံးပြရမယ်လက်နဲ့ပြပါတယ် တတိယလက်နက်ကတော့ချီးမွမ်းခြင်းဖြစ်ပါတယ်ချီးမွမ်းခြင်းဟာကျွန်တော်ရဲ့အမြင်ကိုပြောင်းလဲစေတယ်ချီးမွမ်းခြင်းဟာကျွန်တော်ပြဿနာကိုအာရုံစိုက်နေတဲ့ကျွန်တော်ရဲ့အာရုံတွေကိုဖျားတကင်စီကိုရောက်ရှိစေတယ်ဥပမာအဖြစ်တချင်းဆိုလိုက်တဲ့လူတယောက်နော်အော်အော်ဘီမပေါ်တော့အတန်ကိုကျဲလောင်တော့အတန်နဲ့ကြွေးကြော်ပြီးမှတချင်းဆိုတဲ့တူတယောက်ရင်အတက်တာကတခြားတော့တူနေမတူဘာဖြစ်လို့လဲဆိုသူက တချင်းဆိုလိုက်တဲ့ခါမှာဖះကိုသူကျေးဇူးတော်ကိုသူချီးမွမ်းလိုက်တယ်ကိုးကွယ်ချက်မှုသူပြုတ်လိုက်တဲ့ခါတိုင်းမှာသူ့ရဲ့အခက်ခဲတွေကိုသူအာယုံမဆိုင်တော့သူကကျွေးကြော်ချီးမွမ်းလိုက်တဲ့တပြင်းနဲ့တည်းသူ့ရဲ့အာယုံနဲ့အလုံးကဖះရခင်စီကိုရောက်သွားတာပြောချင်တာကဒီပြဿနာဘာမှမဟုတ်ဘူးငါတချင်းဆိုနိုင်တယ်ငါရဲ့အိမ်ကပြဿနာတွေနာကျင်မှုကြောင့်တိတ်ဆိတ်နေတာမဟုတ်ဘူးငါအိမ်က ပြဿနာရှိနေလဲချင်းမွန်းနိုင်တယ်ကိုးကွယ်နေတဲ့တချင်းတန်နေညံနေတဲ့နေရာနော်ကိုးကွယ်ချင်းနေညံနေတဲ့နေရာစူနေတဲ့နေရာနော်အတန်နေလွှင့်ပြက်နေတဲ့နေရာတွေဟာအောင်မြင်သောနေရာတွေဖြစ်လာတယ်ဒါကြောင့်ကျွန်တော်တို့ကအပြဿနာတွေရှိလာတယ်ဝမ်းနေကြရရှင်အိမ်က6ကန်ပြီးဘာတမ်းမှမကြိုက်အဲ့လိုမဟုတ်ပဲနေများများချင်းမွန်းကိုးကွယ်မယ်ဆိုရင်အောင်မြင်သောအတန်နေနဲ့များများကိုးကွယ်မယ်ဆိုကျွန်တော်တို့ရဲ့အမြင်တွေ focus တွေက ယတနာမှာမဟုတ်ဘဲနဲ့ဖះကိုမြင်လာဖះကိုကြည်လေလေကျွန်တော်ပူချင်းမွမ်းလာလေလေဖះကိုကြည်လေလေကျွန်တော်ပူပြီးမှဟာကျေရောအတန်နဲ့ကျွေးကြော်ရင်လာလေဖြစ်တယ်နောက်တစ်ခုချင်းမွမ်းကိုကိုွယ်ချင်မို့ပြုတ်တဲ့သူကပါရုံကြည်ချင်းကိုတီဆောက်တယ်နောက်တစ်ခုဝမ်းမြောက်ချင်းကိုတီဆောက်နေတာဖြစ်တယ်နောက်တစ်ခုချင်းမွမ်းကိုကိုွယ်ချင်ကိုလှုပ်တဲ့သူကမိမိရဲ့ယုံကြည်ချင်းဝိညာဉ်ရေးအတ္တတာကိုအာဟာရကျွေးနေခြင်းဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကလေစိတ်ပိစည်းစရာဂျုံတိုင်းဝမ်းနေစရာဂျုံတိုင်းနာကျင်စရာဂျုံတိုင်းမှာလေ ဟာစုမတောင်းခြင်းတော့ကျမ်းစာမှာပဲကျတယ်အဲ့လိုမဟုတ်ဘဲနဲ့မကြွေးကြော်ခြင်းတော့အဲ့လိုမဟုတ်ဘဲနဲ့များများကျေးဇူးတော်ချင်ပါများများကျေးဇူးတော်ချင်ပါဝမ်းနေတဲ့ချိန်နဲ့ကျေးဇူးတော်ကိုချင်ပါနာကျင်စရာရှင့်လဲချင်ပါမျက်ရည်ကျစရာချင်နေရှင့်လဲချင်ပါချင်ပါကိုးကွယ်ခြင်းဟာတင့်ရဲ့အမြင်အာယုံနဲ့အားလုံးကိုပြည့်တနာကနေဘုရားတခင်စီကိုရောက်စေတယ်ဘုရားတခင်ကိုတင်မြှောက်ကြည့်လေတင့်ရဲ့ထမှာယုံကြည်ခြင်းနဲ့ဝမ်းမြောက်ခြင်းကိုတီတီဆောက်လာတဲ့တင့်ရဲ့ဝိညာဉ်ကြီးရတဲ့ကကြီးထွားလာတယ်ဒါကြောင့်တင်ကပြည့်တနာခက်ခဲကြုံတဲ့ခါထဲမှာတတ္တယအတုံးပြရမယ်လက်နဲ့ဒီ ်ချီမကိုဝဲခြင်းဖြစ်တယ်ဒါကြောင့်ပထမလက်နက်နှုတ်ကပတ်တော်ကိုဆင်ချောင်းမိခြင်းဒုတိယလက်နက်စူတောင်းခြင်းလက်နက်တတိယလက်နက်ချီမကိုဝဲခြင်းလက်နက်ကိုတင်အသုံးပြုမယ်ဆိုတင်ကအောင်မြင်တော့သူဖြစ်မှာဖြစ်တယ်နှုတ်ကပတ်တော်ပြည့်ရှင်စကားပြေကောင်းချီးပေးပါစေအားလုံးပဲဖျားရှင်ဖွင့်ပြတော့အစ်တတော်ကောင်းချီးတွေကိုရရှိကြပါစေအားလုံးပဲနှုတ်ကပတ်တော်အပြင်ဖျားရှင်စကားပြောမယ်ကောင်းချီးဖြစ်မယ်ဆိုတော့ယုံကြည်ပါတယ်ကျွန်တော်အနေနဲ့ဒီချိန်မှာနိုင်ငယ်ကျညာစရာလေးရှိတယ်ကျွန်တော်အနေနဲ့မကြခင်မှာရန်ကုန်မြို့မှာကျွန်တော်အတင်းတော့ မြေကွက်ဝယ်ယူခြင်းနဲ့အတင်းတော်တိဆောက်ချက်မှုကိုကျွန်တော်လှုပ်ဆောင်သွားပွင့်အတွက်စီစဉ်လျက်ရှိပါတယ်ဒီအတင်းတော်တိဆောက်ခြင်းနဲ့အတင်းတော်မြေကွက်ဝယ်ယူခြင်းကိုကျွန်တော်တို့လှုပ်ဆောင်သွားပွင့်အတွက်စတင်ပြီးမှစူတောင်းနေပြီးစတင်ပြီးမှကျွန်တော်တို့အာစီဝေးထိုင်နေပြီဖြစ်ပါတယ်အားလုံးကလည်းတတိယပြီးမှရန်ကုန်မြို့မှာအတင်းတော်တပါပေါ်ထွက်လာပွင့်အတွက်စူတောင်းပေးပွင့်အတွက်လည်းကျွန်တော်နဲ့ဖိတ်ခေါ်ချင်ပါတယ်တန်ရှင်တော်ဝိညာဉ်တော်ကတင်းကိုနိုးဆိုတယ်ဆိုရင် ီရန်ကုန်မြို့မှာအတင်းတော်တစ်ပါးဖြစ်လာဖွင့်အတွက်ဒီနေ့ဘုရားရှင် no ဆိုရဲဆိုရင်ပါဝင်လို့ရတယ်ဆိုရင်ပတ်သက်ပြီးလဲကျွန်တော်ကြီးညာပေးချင်တာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင်အတင်းတော်တိဆောက်ခြင်းဆိုတာရွှေရှိယုံငွေရှိယုံအာနာရှိယုံနဲ့တိဆောက်လို့မရပါဘူး။ဘုရားသခင်ရွေးချယ်ထားတဲ့ဒုတိကပဲတိဆောက်နိုင်တာဖြစ်တယ်လို့အဲ့ဒီအတင်းတော်တိဆောက်ပြီးတော့ရင်ယုံကြည်သူမြောင်များစွာကစုဝေးပြီးမှကိုးကွယ်တဲ့နေရာဖြစ်လာတဲ့အခါမှာလူပေါင်းများစွာရဲ့ကောင်းချီးမင်္ဂလာ ူပေါင်းများဆိုင်ဝိညာဉ်ရေးရာမှာအကျိုးရှိစေရအောင်တင်ကတီဆောက်လိုက်တာဖြစ်တဲ့အတွက်ကြောင့်တင်းရဲ့ဘဝတက်လျှောက်လုံးမှာအဲ့ဒီကောင်းချင်းမင်္ဂလာကစီစဉ်နေမှာဖြစ်ပါတယ်။ဒါကြောင့်ရန်ကုန်မြို့မှာကျွန်တော်အတင်းတော်မြေကွက်ဝေယူခြင်းနဲ့အတင်းတော်တီဆောက်ခြင်းကိုစတင်ဖို့အတွက်ယုံကြည်ခြင်းနဲ့ခြေလှမ်းလှမ်းပွင့်အတွက်ကျွန်တော်တို့ဆုံးဖြတ်ပြီးတော့မှစတင်တော့မှာဖြစ်တယ်။ဒါကြောင့်တင်းကိုဖျားရှင်ကဖွင့်ပြတယ်ဖျားရှင်ကစကားပြောတယ်ဆိုရင်နေရီများရီဖြစ်စေပါဝင်လို့ရတယ်တင်းတို့အားလုံးပေါ်မှာဖျားတခင်စကားပြောရေးကောင်းချီးပေးပါစေ။